လင်လို့ပြောလိုက်တာနဲ့အထင်ကြီးရနေရတစ်ခုဖြစ်တယ်။တန်လင်မျိုးမှစေနိုင်ရင်စင်နေတဲ့အနည်းဆုံးမှရှိတဲ့ပင်20 60ကျဲအင်္ဂလိပ်တလုံးကိုဒီနေ့မိတ်ဆက်ပြမှာဖြစ်ပါရဲ့။ဆိုရက်ခွက်ကဆိုရင်လည်းအရန်ကိုမှတိုက်စိတ်တဲ့စိတ်ညင်ရက်ခွက်လို့လည်းပြောလို့ရရဲ့။ အရှိမဆိုရင်တော့ကားပါကင်ရပ်ဖို့အတွက် area လေးထားထားပေးတယ်။ဒီမှာဆိုရင်လည်း order time နဲ့အသေးချာကို၃မိနစ်အတွေ့ရတယ်။နေရာလေးကိုတစင်မြင့်ပြီးတော့ခြံနေရာလေးဆိုရင်လည်းသေးသေးချာချာသက်ရဲ့လုပ်ပေးထားရယ်။တကားကိုတော့ဆက်လိုက်ထိုးတကားလေး၃မိနစ်ထားရယ်။ညနေဘက်တွေမနက်ဘက်တွေမိသားစုတွေအဲ့ဒီ line အေးစစ်စစ်နေလို့ရတဲ့နေရာလေးတွေသေချာလုပ်ပေးထားရယ်။ကြွေပြရဲ့အပြစ်ခင်းပေးထားရယ်။ဘေးရှောင်လန်းတို့ area လေး၃မိနစ်ထားရယ်။ပြီးတော့ break စုချိုးတဲ့တစင်ထက်ကပေးရယ်။အရှိမဆိုရင်လည်းသေချာ၃မိနစ်ထားရယ်အမိုးလေးလုပ်ပေးထားရယ်ပေါ့နော်။တကားက ုတော့ရင်ခွေကျွန်းကလေးသုံးမိထားရယ်ဘဝင်ချင်းတွေ့ရမှာတော့အရန်ကိုမှကျဲမှုလာတဲ့ living room area လေးပေါ့နော်တွေ့ပြားလေးတွေအပြစ်ခင်းမိထားရယ်ခိုင်းမြင်ပြီးတော့စီလင်းလေးတွေလည်းသုံးမိထားရယ်ပြီးမှဆိုလည်းညာအိတ်မီလေးတွေနဲ့အရန်ကိုမှဆင်ပြေတဲ့ lighting ကောက်ဝင်အောင်လို့လည်းပြတင်းပေါက်တဲ့အများကြီးသုံးမိထားတာကိုတွေ့ရတယ် ဒါမှဆိုရင်လည်းပစ္စည်းလေးတွေထားမယ်ဒါမှမဟုတ်ဖက်နက်တွေပဲထားလို့ရတဲ့ကက်ဘင်နဲ့သုံးလို့ရမယ်ဒီနေရာလေးမှာဆိုရင်တော့ dining room area လေးသုံးလို့ရမယ်အပေါ်မှာဆိုလည်း high end မြင်းနဲ့ ceiling လေးသုံးမိထားတာကိုတွေ့ရတယ်။ကဲဝင်းဝင်းချင်းနောက်ဆုံးမှတွေ့ရမှာတော့ kitchen room area လေးပေါ့နော် kitchen room area ဆိုရင်လည်း area အကျယ်ကြီးသုံးမိထားတယ်အလှူတွေပါလေလို့လည်းဆိုရင်လည်း တေချာအသုံးပြုလို့ရရဲပေစင်လေးရဲ့သုံးမိသားရဲ့အောက်မှာဆိုတော့ကပီနတ်သုံးချင်တဲ့သူတွေအတွက်ထည့်ထည့်လို့ရမယ်။ဒါရရအနောက်ဖုတ်ချက်ပေါက်လေးသုံးပြီးထားတာပေါ့နော်။အနောက်မှာဆိုရင်တေချာအုတ်ကန်လေးနဲ့သုံးမိသားရဲ့အဝတ်လျှော်စက်တွေထားလို့ရမှာပေါ့နော်။ဒီရလေးကတော့တွိုင်းလက်အသေးစံသုံးလို့ရတဲ့နေရာလေးပေါ့နော်။အောက်ကောပေးရောကြွေပြားလေးတေချာကပေးထားရဲ့ပြီးတော့ဒီဘက်ပေစင်ကလေးပေါ့နော်။ရေချိုးကန်တီးတန်လေးအောက်ကောပေးရောကြွေပြားလေးတေချာကပေးထားပြီးတော့ area အခြေကြီးသုံးလို့ရတာကိုတွေ့ရတယ်။ ။ကြည့်ရဆိုရင် second floor လေးတို့ကြည့်ကြည့်အောင်။ second floor တက်တဲ့နေရာဆိုလေတေးသေးချာချာလုပ်ပေးထားတာကိုတွေ့ရတယ်။ တက်တက်ချင်းတွေ့ရမှာတော့ဖျားကန်းလုံးလို့ရတဲ့ area လေးပေါ့နော်အပေါ်မှာဆိုရင် high အမြင်နဲ့ ceiling လေးသုံးမိထားတဲ့ lighting ကောင်းကောင်းဝင်နေပြီးတော့ဒီ area လေးကတော့ single room အခန်းလေးပေါ့နော်အောက်မှာဆိုရင် parking လေးအပြည့်ခင်းမိထားတဲ့ lighting ကောင်းကောင်းဝင်ပြီးတော့လေဝင်နှုတ်ထွက်လေးလည်းကောင်းတယ်ရှောင်းလန်းနေရာဆိုတော့တခြားသုံးမိထားတဲ့ပစ္စည်းလေးတွေလည်းထောက်လို့ရမယ်ဒါလေးကတော့ master room အခန်းလေးပေါ့နော်မိသားစုတွေနေရင်အရန်ကုန်မှာအဆင်ပြေတယ်ပြီးတော့ hot shower ခန်းနဲ့ပူရန်တွေ့ရလည်းပါပြီးတော့အောက်ကဘီယိုကျူပြားလေးတခြားကပ်ပေးထားတယ် အနောက်မှာတုံးမိထားတဲ့ဝိုင်းနာ area လေးပေါ့နော်အောက်မှာဆိုရင်ကြွပြားလေးအပြည့်ခတ်ပေးထားရယ်ပြီးတော့အပေါ်မှာဆိုလဲဆန်းချိတ်လေးထုတ်ပေးထားရယ်ဒါလေးကအပေါ်ဆုံးမှာရှိတဲ့နေရာလေးပေါ့နော်အပေါ်မှာဆိုရင်တော်တော်လေးယူမှကျဲတယ်ပြီးတော့အပေါ်မှာဆိုအမိုးလုပ်ပေးထားတဲ့အတွက်ကိုမိုးရွာလဲစစ်ပူစရာမလိုတော့ဘူးကြာဆိုရင်နောက်ဆုံးနေရာလေးကိုတကြည့်ကြည့်ရအောင်နော် ဲအဲဆိုရင်တော့ဝရနာ area လေးကိုတတိကြည့်ရအောင်ဒါလေးကဝရနာ area လေးပေါ်တော့အောက်မှာဆိုရင်ကြွေပြားလေးရေအပြည့်ကပေးထားရယ်ပြီးတော့ပြင်မှာဆိုလည်းနေတိုင်းရဲ့မွေအောင်သုံးမိထားရယ်ဒီနေ့မဲဆက်ပေးထားရယ်ဒီနေ့ရစီနှုန်းကတော့3,500ဖြစ်ပြီးတော့စိတ်ဝင်စားရယ်ဆိုရင်တော့ PSN property ကိုဆက်သွယ်လိုက်ပါနော်